အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ EOU Channel လေးမှာជួបជុំလိုက်ပါတယ်ရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဆရာတော်အရှင်ကောဝိဒရေးသားထားတဲ့ကိုစောင်းနဲ့တကယ်ရှိရင်ဆိုတဲ့စောင်းမလေးအကြောင်းကိုဘဟုတုတရရွယ်တင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင် ။ဦးစင်းစွန့်ခံကြနေတော့စိုက်ကင်စည်းလာနေတဲ့တကားတရားကိုတွေ့တယ်။အဲ့ဒီတကားကိုဒီရက်ဒီဒေသမှာတကားမှမမြင်ဘူးဘူးတဲ့။ဦးစင်းကိုမြင်တော့စည်းလာတဲ့စိုက်ကင်ရက်ပြီးတော့ဦးစင်းဖေကတပည့်တော်ဘာသာရေးအကြောင်းမေးခြင်းလို့ပါ။မေးခွန်းသုံးခုတည်းရမလားတဲ့။တကားမေးတဲ့မေးခွန်းကိုဦးစင်းဖြေနိုင်ရင်ဖြေပေးပါမယ်။ကိုဇောင်းနဲ့ဆိုတာတကယ်ရှိပါသလားတဲ့။ကိုဇောင်းနဲ့ဆိုတာတကယ်ရှိပါတယ်။ မကောင်းမှုပြုသောသူသည်သူမကောင်းမှုပြုတဲ့အကြောင်းကိုသူကိုယ်တိုင်ပထမဦးဆုံးသိ၏တဲ့ထို့နောက်သူ၏ကိုယ်ဆောင်နှင့်သိ၏ထို့နောက်သူတစ်ပါးစိတ်ကိုဖောက်ထွင်းသိမြင်နိုင်သောတကူးရှင်များသိ၏လို့ပါရာဇိကအထာကထာသူဒိဏကန္နာအဖွင့်မှာပါတဲ့စာရက်ကိုထောက်ပြီးတော့လူကိုနှက်ဆောင်တယ်ဆိုတာသိရပါတယ်။နောင်မီကုန်းတစ်ခုကလူကိုဘလို့စောက်ရှောက်တယ်လဲဆိုတာပါ။ဘုံကံကြီးမာတဲ့လူကိုစိတ်တဲ့အင်အားခိုင်မာတိုင်နှင်းမှုရှိတဲ့သူတော်ကောင်းတွေများကစောက်ရှောက်ကြပါတယ်။ဘုံကံမွဲမွဲလူများကိုတော့တကူးသ ိတ်နှုတ်ပြီးတော့စိတ်တဲ့အင်အားခိုင်မာတောင်တင်းမှုမရှိတဲ့နှက်သေးနှက်မွားလေးတွေကစောက်ရှောက်ကြပါတယ်။တကိုးအင်အားကြီးမားနေလုံနိုင်တဲ့အရာတွေလုံပိုင်ခွင့်နေပိုးရှိလေမို့သူ့လုံနိုင်တဲ့ပမာဏသူ့လုံခွင့်ရှိတဲ့အတိုင်းအတာတွေကနေကုညီစောက်ရှောက်ပေးကြပါတယ်။ရှေးကဘာဟနတိမင်းဟာကောသလမင်းကိုတက်ပြီးတော့တိုင်းပြည်ကိုသိမ့်ပိုက်ကောသလမင်းရဲ့မိဖုရားကိုလည်းသူ့မိဖုရားအဖြစ်သိမ့်ပိုက်ခဲ့ပါတယ်။အဲ့ဒီမိဖုရားကြီးမှာတွားလီသူကောသလမင်းကြီးနဲ့ရာထားတဲ့ကိုဝင်ကြံခဲ့ပါတယ်တဲ့။ အချိန်တန်းတော့တားယောက်ကြလေးမွေးဖွားခဲ့တယ်အရွယ်ရောက်လာတဲ့အချိန်မှာအချားမီဖះနဲ့ရထားတဲ့မင်းသမီးလေးနဲ့ချစ်ကြိုက်သွားကြတယ်ဒါကိုဘာဟာနေတီမင်းကြီးကတီးလို့မင်းသားကိုတတ်ဖို့လုပ်တယ်အဲ့ဒါကိုမင်းသားလေးကိုတေဘေးကလွတ်အောင်ကဲတင်ပေးခဲ့တယ်ကဲတင်ပေးသူကမင်းသားလေးရဲ့ကိုယ်ဆောင်နှက်ပဲဖြစ်ပါတယ်နှက်ကသူ့လုံးပိုင်ခွင့်ရှိတဲ့ပမာဏအလို့စွာလောက်ကင်ဆောက်ရှောက်ပေးတယ်လို့အမှတ်သားစေချင်ပါတယ်နောင်မေကွန်းတစ်ခုကနှက်ကလူကိုယ်ထဲမှာနေသလားပြင်မာနေသလားဆိုရဲမေကွန်းပါ လူကိုယ်ထဲမှာမနေပါဘူးအပြင်ဘက်မှာနေပါတယ်တဲ့ကိုဆောင်နဲ့ဆိုတာကိုပတ်ဝန်းကျင်မှာရှိနေတဲ့ပုံမဆိုးရုပ်ကဆိုးအစရှိတဲ့နှက်တွေပါလူကိုယ်ထဲမှာနှက်ရှိရင်အဲ့ဒီလူမျိုးကိုတချို့ကဆုံးလို့သတ်မှတ်ပါတယ်နောက်မိကုန်းတစ်ခုကလူတိုင်းမှာကိုဆောင်နဲ့ရှိပါသလားဆိုတဲ့မိကုန်းမှာ လူတိုင်းမှာတဘာဝအဖြစ်ကိုးဆောင်နှံရှိပါတယ်အထက်မှာဆိုထားသလိုဖုံးကန်ကြီးမာတဲ့လူကိုစိတ်တက်အင်အားခိုင်းပါတောင်းတင်းနဲ့သူတော်ကောင်းတဲ့များကစောက်ချက်ပြီးတော့ဖုံးကန်ပွဲလူများကိုတော့တကိုးသိနှုတ်စိတ်တက်အင်အားခိုင်းပါတောင်းတင်းမှုမရှိရဲ့နှစ်သိနှစ်မွားလူတွေကစောက်ရှောက်ပါတယ်တဲ့ကိုးဆောင်နှံတွေဆိုတာလူစောက်ရှောက်တဲ့လူရဲ့အလိုကိုလိုက်ပြီးတော့ပြောင်းလဲတတ်ကြပါတယ်များသောအားဖြင့်တကိုးသိနှုတ်ပြီးတော့စိတ်တက်အင်အားခိုင်းပါတိုင်းနှုတ်မှုမရှိရဲ့ကိုးဆောင်နှံတွေပေါ့အဲ့နှံတွေကသူစောက်ရှောက်တဲ့လူကကောင်းရင်သူလဲလိုက်ကောင်းပြီးတော့သူ ရှောက်ရှောက်တဲ့လူကဆိုရင်သူလဲလိုက်ပြီးတော့စိုးသွားတတ်ပါတယ်တဲ့တကိုးကြီးမာပြီးစိတ်တက်အင်အားခိုင်မာတောင်းတဲ့နဲ့နာများကတော့သူတို့မှကြိုက်တာလို့ရင်အဲ့ဒီလူကိုစွန့်ပယ်ပြီးတော့ထွက်သွားတတ်ကြပါတယ်လူပြောင်းနိုင်တဲ့သူကလိုက်ပြီးတော့မပြောင်းလဲတတ်ပါဘူးတဲ့ဥမာအဖြစ်စေတီယာမင်းကိုတကိုးကြီးမာတဲ့နှစ်သားလေးပါရှောက်ရှောက်ပါတယ်စေတီယာမင်းမူသားပြောတော့နှစ်သားလေးပါကစေတီယာမင်းကိုတခါတည်းစွန့်ပစ်ထွက်သွားကြပါတယ်ဒါကြောင့်လူတိုင်းမှာတဘာဝအဖြစ်ကိုးစောက်နဲ့ရှိရတော့လေကိုးစောက်နဲ့မကြိုက်တာလို့ကိုးစောက်နဲ့ရဲ့စွန့်ပစ်ခြင်းခံကြရ ရလို့ကိုးစောက်နဲ့မရှိတဲ့လူမျိုးတွေလည်းရှိကြပါတယ်တဲ့ကိုကအကုသိုလ်ပြုလုပ်ပြီးတိုင်းကိုးစောက်မကြံနဲ့တမာတွေကိုမေတ္တာပို့အမျှတမ်းပေးဝေဝေးပါကိုးစောက်နဲ့မြဲခြင်းရင်တိလအမြဲကြပါလို့တိုက်တွန်းပါရစေလို့ဤသားထားပါတယ်ရှင် ိုဆောင်တဲ့အပေါင်းတို့အားမေတ္တာပို့ခြင်းကိုလည်းပြောပြရစီရှင်မေတ္တာပို့သည်ဟုဆိုကြရာတွင်နှုတ်မှ ရုပ်ဖက်ရုံမဟုတ်ဘဲမိမိပို့လိုသည့်ပို့ကိုတရဝါတို့ကိုအာယုံတွင်စွစွနစ်နစ်ထား၍နှုတ်မှလည်းဂိယုနာတန်အပြည့်ဖြင့်ပို့တာမှသာထီရောက်ပါလိမ့်မယ်ရှေးဥစွာမိမိကိုယ်ကိုငြိမ်းချမ်းအောင်မေတ္တာပို့နိုင်မှအကျံသည့်လူနတ်မြတ်မှာတရဝါများကိုမေတ္တာဖြန့်ဝေနိုင်ပါမယ်ထို့ကြောင့်ဥစွာမိမိနှင့်မိမိ၏ကိုဆောင်တဲ့အပေါင်းကိုတနေ့တိုင်းအစားတွင်မေတ္တာပို့တာခြင်းဖြင့်နေ့စဉ်လုပ်ငန်းဆောင်တာများ အဆင်ပြေနိုင်ကြစီရန်မျှဝေလိုက်ပါတယ်ရှင်။ကျွန်ုပ်ဒီဘေးရန်ခတ်သိကင်းငိမ့်ရပါလို့ဤဒေါသခတ်သိကင်းငိမ့်ရပါလို့ဤနှလုံးစိန်ဝမ်းအေးချမ်းရပါလို့ဤ ကျွန်ုပ်ကိုယ်နိုင်ဆောင်ရှောက်တော့တတဘာကနဲ့တည်လေဘေးရန်ခတ်တဲ့ကြီးငိမ့်ပါစီဒေါသခတ်တဲ့ကြီးငိမ့်ပါစီနှလုံးစိတ်ဝမ်းအေးချမ်းပါစီကျွန်ုပ်ကိုယ်နိုင်ဆောင်ရှောက်တော့ဘွားမေသူရနဲ့တည်လေဘေးရန်ခတ်တဲ့ကြီးငိမ့်ပါစီဒေါသခတ်တဲ့ကြီးငိမ့်ပါစီနှလုံးစိတ်ဝမ်းအေးချမ်းရပါစီ ကျွန်ုပ်ကိုနိုင်ဆောက်ရှောက်တော့ဇလတညာနဲ့ဒီလေဘီးရန်ခတ်သိင်းကြီးငိမ့်ပါစေဒေါသခတ်သိင်းကြီးငိမ့်ပါစေနှလုံးချိန်ဝမ်းအေးချမ်းရပါစေကျွန်ုပ်ကိုနိုင်ဆောက်ရှောက်တော့ကာယပါလီနဲ့ဒီလေဘီးရန်ခတ်သိင်းကြီးငိမ့်ပါစေဒေါသခတ်သိင်းကြီးငိမ့်ပါစေနှလုံးချိန်ဝမ်းအေးချမ်းပါစေကျွန်ုပ်ကိုနိုင်ဆောက်ရှောက်တော့စန်နီနဲ့သမီးဒီလေဘီးရန်ခတ်သိင်းကြီးငိမ့်ပါစေ ဒေါသအခက်သည်ကြီးငိမ့်ပါစေနှလုံးစိမ်ဝမ်းအေးချမ်းပါစေကျွန်ုပ်ကိုယ်နိုင်ဆောက်ရှောက်သောကလျာဏီနဲ့တည်လေဘေးရန်ခက်သည်ကြီးငိမ့်ပါစေဒေါသခက်သည်ကြီးငိမ့်ပါစေနှလုံးစိမ်ဝမ်းအေးချမ်းပါစေ ကျွန်ုပ်ကိုယ်နိုင်ရှောက်ရှောက်တော့ပလိယာစာနဲ့တည်လဲဘီယံခတ်သိငင်းကြပါစီဒေါသခတ်သိကြီးငိမ့်ပါစီနှလုံးစိတ်ဝမ်းအေးချမ်းပါစီကျွန်ုပ်ကိုယ်နိုင်ရှောက်ရှောက်တော့လက်ရှိဒီဝီနဲ့တည်လဲဘီယံခတ်သိကြီးငိမ့်ပါစီဒေါသခတ်သိကြီးငိမ့်ပါစီနှလုံးစိတ်ဝမ်းအေးချမ်းပါစီကျွန်ုပ်ကိုယ်နိုင်ရှောက်ရှောက်တော့သူရတတိနဲ့တည်လဲဘီယံခတ်သိကြီးငိမ့်ပါစီဒေါသခတ်သိကြီးငိမ့်ပါစီ နှလုံးစိတ်ဝမ်းအေးချမ်းပါစီကျွန်ုပ်ကိုယ်တိုင်စောင့်ရှောက်တော့ကဒဘာလာနဲ့တည်လေဘေးရန်ခတ်သိမ်းကင်းကြီးပါစီဒေါသခတ်သိမ်းကင်းကြီးပါစီနှလုံးစိတ်ဝမ်းအေးချမ်းပါစီကျွန်ုပ်ကိုယ်တိုင်စောင့်ရှောက်တော့နရိန်းနာဒေဝီနဲ့တည်လေဘေးရန်ခတ်သိမ်းကင်းကြီးပါစီဒေါသခတ်သိမ်းကင်းကြီးပါစီနှလုံးစိတ်ဝမ်းအေးချမ်းပါစီကျွန်ုပ်ကိုယ်တိုင်စောင့်ရှောက်တော့မဟာပိင်းနဲ့တည်လေဘေးရန်ခတ်သိမ်းကင်းကြီးပါစီဒေါသခတ်သိမ်းကင်းကြီးပါစီ နှလုံးစိတ်ဝမ်းအေးချမ်းပါစေကျွန်ုပ်ကိုစောင့်ရှောက်နေသောမြေအပ်မြေအပ်ပုဂ္ဂိုလ်အားလုံးတို့သည်လည်းဘေးရန်ခတ်သိမ်းကင်းငြိမ်ပါစေဒေါသခတ်သိမ်းကင်းငြိမ်ပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေအထက်ပါအတိုင်းမြစ်တာပေါ်ပြီးလေမိမိကြိုက်နှစ်တက်ရာမြစ်တာတုံလာမြစ်တာပွားနီစတနီတို့မဟုတ်ဒိတာပြဏမြစ်တာပုံနီတုံးကြီးမြစ်တာပုံနိုင်ပါသည်ဤကောင်းမှုအဖို့ပါပါသည်နိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့ဖြစ်ပါစေတည်းလို့ဤတာထားပါရဲ့ရှင်ဝိဟိတသူကိုလည်းလေးစားစွာဖြင့်ခရ တည်ပြရပါတယ်ရှင်။နားစီမင်းကြပြည့်တဲ့အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။